ေးပြီးတော့မှမင်းအောင်လိုင်းအုပ်စုခြေမကန်ပြီးလက်မကန်ပြီးဖြစ်နေတယ်လို့သိရပါတယ်။သူတို့သူတို့ဖြစ်တော့တမမှုတွေစကကမှုတွေနဲ့နေပြီးတော့ပတ်လည်မှာဝင်ရထားတဲ့အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်။နေ့စဉ်အများမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်။စစ်တပ်ရဲ့ဖိပိုင်းတစုတွင်မှာတော့လွန်စွာ ဖြည့်စည်းချောက်ချားတဲ့တောက်လန့်ဖွဲဟာနေပြည်တော်မှာမြောက်လိုင်းအုပ်စုခြေမကန်ပြီးလက်မကန်ပြီးဖြစ်နေတယ်လို့သိရပါတယ်။သူတို့သူတို့ဖြစ်တော့တမမှုတွေစက္ကခမှုတွေနဲ့နေပြည်တော်ပတ်လည်မှာဝန်းရံထားတဲ့တမူးကြီးတွေအပါဝင်ဖက်စစ်အကြံဖက်လက်ပါစီတွေအစိုးရဆုံးအရာကတော့အခုလူမှုကွန်ရက်စာမျက်နှာတွေနဲ့သတင်းစာမျက်နှာတွေမှာနေ့စဉ်ပြည်သူတွေအားရဝန်းတာလက်ကမောင်းခတ်ချီချူးဂုံပြူနေကြတဲ့သတင်းတွေနဲ့ ထွက်ပေါ်လာတဲ့ပုံရိပ်တွေထဲကသူတို့အကြောက်ဆုံးအရာတွေပါတဲ့ပုံရိပ်တွေဖြစ်ပါတယ်ဘလို့ပုံရိပ်တွေလဲဆိုတော့ဟော်ဝေဇာအမြောက်ကြီးတွေအပါဝင်တကယ်ကိုစွန့်အားမြင့်ဖျားပြင်းတဲ့ဒါဝီးပြအမြောက်ကြီးတွေကိုတော်လိုင်းတက်ဖွဲ့တွေကတဖွဲဖွဲ့ကိုစကန်းသိမ်းလိုက်အနမ်ဒူမှာတင်းစီရမိတဲ့ဟော်ဝေဇာဘနလက်လောက်ကိုင်းမှာပတ်လေကဒါကာစာတင်းစီရမိတဲ့ဟော်ဝေဇာဘနလက် အဘယ်မှာဆိုရင်ဘလို့အမြောက်ကြီးဘလို့တာဝေးပြည့်အမြောက်တချို့နေရာမှာလေရင်ပြည့်တဲ့ဆက်တနက်ကြီးတွေတော့မှပါကင်မဖြုတ်ရသေးဘူးပါကင်လိုက်တွေတင်းစီရမိတယ်အခါလက်နဲ့တီတောင်းလို့ရပုံဆိုတဲ့ဟာတွေဟာလွန်စွာမှဖက်စစ်ကြံဖက်တက်တွေ့စိုးထိတ်စရာဖြစ်ပါတယ်ဘာလို့ဆိုတော့တူမီနဲ့စတိုက်တာတော့တို့မနိုင်ခဲ့ပဲတဖွဲဖွဲရှုံးလာခဲ့တာအခုလောဟောင်းဝဲစာတွေလေရင်ပြည့်ကြီးတွေ81နဲ့120တွေတာဝေးပြည့်အမြောက်တွေနဲ့တကယ်ဘုံသီးတွေဟာတစ်ခါတစ်ခါမြင့်ထောင်ချီမိတယ်ဒီဘုံသီးတွေဟာ တိန်းစီရမိတဲ့ဘုံတိတင်တာဝေးပြီးအမြောက်တွေကိုတော်လိုင်းအဖွဲတွေကသတင်းချုပ်မှာအပြော်ဖောက်ကြမှာမဟုတ်ပဲပြန်သုံးကြပါလေအချင်းစီနဲ့ငချင်းကြော်ပါလေမြောက်မီးနဲ့မြောက်ကိုပြန်ချီပါလေဆိုတော့ဒီလက်နက်တွေဟာအမတန်မှလက်နက်ရဖို့အတွက်စာလောင်မုတ်သိနေကြတယ်ထမင်းမပေးနေလက်နက်ပဲပေးပါဆိုတောင်းဆိုနေတဲ့သခိုင်းလွင်ပြင်ကစစ်မှန်တော့နော် MOD ကဝေးဝင်ကြီးဌာနရဲ့ COC နဲ့တကယ်ကိုပဲတော်လိုင်းသမားပီတာဆိုတာနေရာမယူအာဏာမယူတပ်ပဲနဲ့ တိုင်းပြည်အတွက်ပြည်ထောင်စုကြီးတဲ့ဖက်ဒရယ်နိုင်ငံတော်အတွက်ကိုဂျိုးပန်းတိုက်ဖွဲ့ဝင်တဲ့ဒေါ်လိုင်းတပ်ဖွဲ့ဝင်တွေလက်ထဲကိုသာရောက်ခဲ့ရင်နောက်တစ်ခါ IRR တိုင်းတဲကအစင်းသစ်ပြင်ဆောင်ဆိုင်နေတဲ့လူလူလက်ထဲကိုသာဒီလက်နက်တွေရောက်ခဲ့ရင်ပြီးတော့တနင်္သာရီတိုင်းအားလုံးဟာစတန်ပိုင်စစ်ပညာအမြောက်တာဝေးပြည့်အမြောက်အားလုံးလက်ကျင်ပြီးပြီဖြစ်တယ်သူတို့တွေလက်ထဲကိုသာမကြခင်ရောက်သွားခဲ့မယ်ဆိုရင်နောက်တစ်ခါနာဂတောင်တန်းချင်းထက်က သူတို့တွေဒီရှာဒီလက်နက်တွေကိုရောက်အောင်ပို့ပေးနိုင်ခဲ့မယ်ဆိုရင်ပပလည်းဟုံတိုက်စစ်တွေကြောင်းအဝေးပြင်းအမြောက်ကြီးနဲ့အရင်ဖြိုခွင်းမယ်။ဟာသူတို့အခုမှ drone တပ်ကိုဖက်စစ်ကြဖက်တပ်ကစတင်ပြီးစုဖွဲ့လေ့ကျင့်အီရန်နဲ့တခြားသောတစ္ဆေဖောက်မိစ္ဆာနိုင်ငံတွေကရရှိတဲ့ drone တပ်တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့တင်ပိုက်ပြီးတော့မြို့တွေကိုခြေမုံးမယ်လို့ကျွေးကြော်ချိန်ပေါင်းနေတော်ညာလည်းပဲ drone ပြန်တက်ဖို့စခန်းတော်မှသူတို့အတွက်ရနိုင်မှာမလားဆိုတာကျွန်တော်တို့အဲဒီကုန်းထွက်ရမယ့်အချိန်ဖြစ်ပါတယ် အဲ့တော့လက်ရှိအခြေအနေရမြန်မာ့ online အုပ်စုအတွက်နောက်ဆုံးနှစ်ရက်တည်းဟာပြည်ပြည်နီးကပ်လာပြီဖြစ်တယ်။တော်လိုင်းကြီးတက်ဖွဲ့တွေတဖွဲ့ဖွဲ့သိမ်းပိုက်ရရှိတဲ့ဆက်စခန်းအနေနဲ့မြို့ကြီးတွေရဲ့မြေပုံတဖြည်းဖြည်းကျေပြန့်လာတာကိုကြည့်ရှုရင်ပြီးတော့သိမ်းပိုက်ပြီးတဲ့မြို့တွေမှာတော်လိုင်းတက်ဖွဲ့တွေရဲ့စီဦးစီးကျုပ်တွေကိုယ်တိုင်ကွင်းဆင်းလေးလာနေတဲ့မှတ်တမ်းတွေမြို့သားညီညီရေးအစိုးရဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးတွေစစ်ကောင်းဆောင်တွေအတူတကွမြေပြင်မှာဆင်းပြီးတော့လေးလာခေါင်းဆောင် ညွန်ကြားနေတဲ့ပုံရိပ်တွေကိုကြည်ချင်းအားဖြင့်ကမ္ဘာအိန္ဒိယနိုင်ငံတွေအထူးသဖြင့်အမေရိကန်နဲ့အိန္ဒိယတို့အထိုင်းတို့ပေါ့ဒါဘက် parallel government ပုံစံဖြစ်နေတဲ့စစ်အာဏာသိမ်းနာဆာကလို့ခေါ်တဲ့မင်းအွန်လိုင်းဥဆောင်သော လူဆိုးတခုဓမြများဂိုင်းနဲ့ပြည်သူရွေးချယ်တင်မြောက်တဲ့အစိုးရနဲ့ပြည်သူအတွက်ကိုခုခံတွန်းလှန်ဆင်မှတ်ပြီးပြည်သူအတွက်ဖက်စစ်အာဏာရှင်ချိန်မုံသောစစ်ပွဲထိလှိုင်းတိုင်းမိတိုင်းတိုးတက်မြင့်မားလာတဲ့မြို့သားညီညီဆိုးရနဲ့တိုင်းရင်းသားခေါင်းဆောင်များပူးတွဲတဲ့မဟာမိတ် တကယ်ဖက်ဒရယ်ပြည်တော်စုစိတ်ထားနဲ့ကြိုးပမ်းနေတဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်အင်အားအသီးသီးပါဝင်တဲ့အစိုးရဒီပရော်လယ်၂ရက်ဖြစ်နေတဲ့ဟာမှာဘယ်အစိုးရဒီနိုင်ငံတော်ကိုဆက်လက်ပြည်တော်စုနိုင်ငံတော်ကိုဆက်လက်ပြီးတော့လွတ်လပ်စွာနဲ့ပြည်သူပြည်သားတို့အကျိုးစီးပွားပြည့်စုံစွာဆွမ်းဆောင်နိုင်တဲ့အစိုးရဖြစ်လာမလဲပြည်သူ့ရဲ့ထောက်ခံမှုကဘယ်သူကရရှိမလဲနေမြေတဖြည်းဖြည်းတိုးချဲ့သိမ်းပိုက်လာနိုင်မှုနောက်မှာပြည်သူကဘယ်လိုမျိုးပါဝင်ရက်ဒီပံ့ပိုးလာတယ်လဲ legitimacy လို့ခေါ်တဲ့တရားဝင်မှုအရာဘယ်အစိုးရကိုငါတို့အစောတလျင် လီဒါစာအတိမတ်ပြုတ်ဖို့လုံမလဲဆိုတော့စဉ်းစားလာတဲ့ဆွေးနွေးလာကြတဲ့အချိန်ရောက်ပါပြီ။ဘာလို့တောက်ကြည့်ပြောနိုင်လဲဆိုရင်ထိုင်းနိုင်ငံအိန္ဒိယထိုင်းနိုင်ငံဆိုရဘက်ကလွတ်တော်ကနေဆိုရကိုတင်သွင်းတဲ့မြို့သားညီညီဆိုရကိုပါတရားဝင်ထိတွေ့ဆက်ဆံဖို့နဲ့တိုင်းသားခေါင်းဆောင်များကိုပါအခုကလေးကတွေ့ဆုံဆွေးနွေးဖို့လိုအပ်လာပြီဆိုတော့သူတို့ဘက်ကဆွေးနွေးလာတာလေးကြည့်ရင်တော်လိုင်းရေးရေချင်းဟာပြည်သူခုပြည်သူပြည်သူတွေဘက်ကနေအလေးတားလာပြီဆိုတာပြလာတဲ့မှတ်ချက်ဖြစ်ပါတယ်။ ဲ့တော့ဒီချိန်မှာအန်ယူဂျီအစိုးရကိုလာဂျပန်တို့မဟုတ်အင်ဂျင်ထိုင်းတို့မဟုတ်အိန္ဒိယတို့မဟုတ်တခုခုကလာတရားဝင်မှုတခုခုပြုခဲ့သည်ဖြစ်တော့လက်ရှိဖြစ်တော့ပြောလက်ရှိဒီတိုင်းပိုင်ရရရှိထားတဲ့တာဝေးပြအမြောက်ကြီးတွေနဲ့တကက်ကိုတိုင်းစစ်တာချာစစ်ထမ်းမချုပ်ကြီးတွေရှိတဲ့လာရှိုးလိုလိုနောက်စကိုင်းမန္တလေးလိုလိုအခုစိုးမန္တလေးတိုင်းမှုရဲ့မိမတော်မှတည်သွားတယ်လို့ကြားသိရပါတယ် အဲ့ဒီနန်းနင်းကိုမပစ်ခင်ရလဲပြစ်မဲ့အဖွဲတွေကကျွန်တော်ကျွန်တော်နဲ့ချိတ်ဆက်ရှိတော့အကိုကြီးရေကျွန်တော်နန်းနင်းတော့ဆော်တော့မယ်ဆော်ပါဆော်တော့ပြပြတာပေါ့နော်မဲ့လို့မန္တလေးနန်းနင်းလိုဟာမျိုးကိုတိမ့်ပတ်ရရှိခဲ့သည်ဖြစ်စီတနင်္သာရီတိုင်းတဝဲလိုစစ်ဌာနချုပ်ရှိတဲ့မြို့ကြီးတွေကိုတိမ့်ပတ်ရရှိစီဖြစ်စီနေကြပြီနိုင်ငံတကာကတော်လန်ရေးအင်အားစုများပါဝင်တဲ့ Proley Government မဟုတ်တော့ဘူးတော်လန်အင်အားစုကအားသာပြီးတော့မကြခင်ဆက်အနာတိမ့်နဲ့260ကျော်တည်တန့်ခဲ့ဆိုတော့စစ်တပ်ကြီးပြိုအပ်ပြိုလဲကြဆုံးထွက်ပြေး လုံးဝပြတ်သုံးတော့မယ်လို့သုံးသတ်တော့မှာဖြစ်တယ်အဲ့တော့ကြီးကြလာပြီလေကျွန်တော်တို့ပြောနေတာကအချမ်းဖက်ဖက်စစ်မင်းအောင်လိုင်းလက်ပါစီလက်အောင်လုံနေတဲ့လူတွေဘက်မှာရှိတာကလက်နက်ကဲ might is mighty ပေါ့အင်အားဒီအင်အားသာသူတို့မှာရှိတာတကယ်တကယ်တော့စိတ်ကြခွန်အားမရှိဘူးယုံကြည်ချက်မရှိဘူးပြည်သူထောက်ခံချက်မရှိဘူးသူတို့အောင်လိမ့်မယ်လို့ယုံစိတ်မရှိဘူးသူတို့ပြည်ပြည်နှံနှံချိန်မုန်းနိုင်တဲ့မျိုးတွေကိုပြပုံအတိဖြစ်အောင်လုပ်နိုင်နေဆိုတာသူတို့မှာရှိတဲ့ဖျားပြင်းလက်နက်တွေနဲ့ဘုံတွေကိုလက်ဆက်ပစ်ခတ်ကျဲလို့သာပြည်သူတွေ နေထိုင်တဲ့ဥယျာဉ်စီးစင်တွေပျက်စီးတာဖြစ်တယ်။တကယ်တော့မြေပြင်မှာသူတို့ဘာမှတိုက်ဆစ်စင်နိုင်တာမရှိဘူး။အခုဗီဒီယိုဖိုင်တွေကြည့်လိုက်။ဖမ်းဆီးရမိလာတဲ့ဆိုတော့အချမ်းဖက်ဖက်စစ်တပ်ကစစ်သားတွေကိုလက်နောက်ပြန်ခြီးပြီးတော့ကားပေါ်ကနေပြီးခေါ်ချနေကျွန်တော်ကြည့်လိုက်တယ်။ဟာလို့ပဲဘိုးဘွားရေးတာပဲအဖိုးကြီးတို့များသွားကြိုးချီခေါ်လာတယ်လေပေါ့လက်တပြတ်ကြည့်တယ်။နောက်တော့မဟုတ်ဘူး။ဖက်စစ်ချမ်းဖက်တပ်ကစစ်သားတွေဖြစ်။သပင်းတွေဖြူပရည်တွေကျွန့်ပြီးတော့အော်ဒီလိုစစ်သားတွေနဲ့အသက်60လောက်ရှိတဲ့စစ်သားတွေနဲ့ ကြည့်လို့လူပြိုတန်ဆွမ်းကြန့်ခိုင်လာတဲ့ပြည်သူသားဂျင်းသွေးစားစစ်စစ်တွေနဲ့ဖွဲ့စည်းထားတဲ့တော်ရင်သမား generation z pdf 1820စိတ်ထောင်းမောင်းကြည်တန်ချက်ကဒီလိုလူတွေရဲ့ဖြက်လက်တန်ဆွမ်းဖြောင်းတဲ့လက်ကလည်းတန်းနေတာကြည်တောင်းလူတယောက်အဲ့ချိန်မှာတုံချီတုံချီသပင်းဖြူသွားကြုံမျိုးလုံးမမြင်တော့တဲ့အဖိုးကြီးတွေကဘယ်ပစ်လို့ဘလို့ခုခံနိုင်မှာလဲဆိုတော့မြောင်းလိုင်းတွေကအာမရှိတော့ဘူးလုံးဝကြာဆုံးတော့မှတည်ကြတယ်ဆိုတော့ပို့ပြီးတော့ပြောစရာရှိတာကျွန်တော်တို့လူလူတွေ ကျမ်းဖက်ဖက်စစ်တက်ထဲမှာပြည်သူကိုကာကွယ်မယ်ဆိုယုံကြည်စိတ်နဲ့ဝင်ခဲ့ပေမဲ့တကယ်တော့ဖက်စစ်စရိုက်တွေနဲ့အစိအာဏာရှင် ကောင်းစားရေးအတွက်ပဲငါတို့ဟာစစ်ကြုံလို့အခိုင်းခံနေရတဲ့ကျွန်းသားသားတတော်ဖြစ်နေပါလားဆိုတာတိပြီးတော့ဖောက်ထွက်လာတဲ့စစ်သားဟောင်းတွေကျွန်တော်ဆိုစစ်တပ်ကတူကဆင်းခဲ့တယ်ဖြစ်တယ်ကျွန်တော်တို့စစ်သားဟောင်းတွေကိုယ်တိုင်တော်လိုင်းရေးဘက်မှာ ထဲထဲဝင်ဝင်ပေါင်းပတ်သက်ပြီးတော့မဖြစ်မနေဖက်စစ်အာဏာရှင်စနစ်စစ်ကြုံဘွားကရောက်နေတဲ့နိုင်ငံတော်ကြီးကိုရောစစ်ကြုံဘွားရောက်နေတဲ့ငါးရက်ရဲဘော်ရဲဘက်စစ်တီတွေကိုပါကဲထုတ်ကဲတင်မှဒီမင်းအွန်လိုင်းပါဝင်ခေဆက်ဆက်ကိုသွေးစုပ်အမျက်ထုတ်လာခဲ့တဲ့စစ်အာဏာရှင်ဝါရောက်ဒုနိုင်ငံကနေအမိပြုဖယ်ရှားနိုင်မှာတို့ရဲဘော်ရဲဘက်စစ်သားတွေလည်းစစ်သားနဲ့တူတဲ့ပြည်သူရဲ့လေးစားတံမိုးထားခြင်းခံရသော professional army တိရက်ကစစ်တီတော်တွေဖြစ်ဆက်လက်တာဝန်ထမ်းခွင့်ရလာမှာ ီးတော့260 90လုံးလုံးတိုင်းရင်းသားတွေဘက်ကကုကံတွန်းလန်တိုက်ပွဲဝင်လာခဲ့တယ်သူတို့ရဲ့လက်မြောက်ခွင့်နဲ့ဒဏ်လူညီများခင်အတွက်ရီမန်းချက်တွေလည်းပဲပြည့်စုံပြီးတော့အေဂျန်ကုံလုံးနဲ့ပြည်တော်စုနိုင်ငံတော်သားဘဝကိုအားလုံးဒဏ်လူညီများရရှိလာမှာစတဲ့ယုံကြည်ချက်တွေနဲ့တော်လိုင်းရင်းဘက်မှာမမှန်ကန်ကန်ပြက်ပြက်သားသားရက်တည်နေတဲ့ CDM ရရှိစစ်တီများနဲ့ကျွန်တော်တို့ကဲ့သို့တိုင်းပြည်ကောင်းစားစေလိုတဲ့စစ်သားဟောင်းတွေလည်းရှိလို့ကျွန်တော်တို့တော်လိုင်းကကျင်းတည်အောင်မြင်မှာဖြစ်တယ်အဲ့တော့မကြခင်ကြာဆုံးတော့မဲ့မင်းအွန်လိုင်းလက်ထဲမှာ မိမိဘဝအသက်ကိုပေးဆက်မလားနိုင်ငံတော်တစ်မှာအသက်ရှင်ကျန်းမာစွာနဲ့မြင်ကွင်းရဖို့ပြည်သူရင်တွင်ပြည်သူပဲခိုးလုံမလားအခုနောက်ဆုံးအချိန်ဒီတဖြည်းဖြည်းမိကလာပြီမို့လို့အမြန်ဆုံးစဉ်းစားအပြတ်သားဆုံးဖောက်ထွက်ရဲရင်တော်စစ်သားကောင်းတို့စိတ်တက်နဲ့ပြည်သူကြိုထားတဲ့ကမ်းလက်တွေကိုဆွဲကင်ပြီးတော့နှီးထွေးတဲ့ငင်းချမ်းမှုကိုရအောင်ရှာနိုင်ပါစေလို့မြေအောင်လိုင်းဘက်မှာအကြောင်းမျိုးမျိုးကြောင့်မပြောပါဘဲနေနေရတဲ့စစ်သားတွေကိုအကြံပေးစကားပြောကြရင်ပြည်သူအားလုံးကို 那天嘛，大家来到我妹溜了去对，要幺零级坡呢，现在上山。